MSP ကျွန်တော်တို့ဒီမှာနိုင်ငံမှာရှိတဲ့လူတော်တော်များများရဲ့အဲဖြစ်နေတဲ့ပြဿနာတကူကကျွန်တော်တို့ကသမီးသား1500ချစ်ကိုရှင်းအရန်တင်နေပြဿနာပေါ့နော်။အဲဒီမှာကျွန်တော်ကတော့ဟိုထိတ်ဆုံးမပြူးနေအောင်ပါနာမည်ရကြီးပဲ။ဒါကြောင့်လေဒီလိုဖြစ်နေခဏခဏအသေးကွယ်။ကိုကဆက်စစ်ကြတဲ့လူသဘောကျတာမြန်မာဆက်ဆံရိုးလူသဘောကျတယ်အမှန်တမ်းပြောရင်ကိုသိန်းရလေကိုသိန်းအဲ့လို bitch တွေကိုကြိုက်တယ် ပြေးတဲ့လျှို့ဝဲယရနာ more and more မှာရှာဖွေပါ MSB တော့ကျွန်တော်တကယ်ကြိုက်မှာအောင်ကြောက်နေကျွန်တော်တရားရောက်ကိုတကယ်ကြိုက်လိုက်ရင်ကြက်သွားတယ်အဲ့တော့ကျွန်တော်တိတ်မကြိုက်ရဲအဲ့တော့တရားကိုအခုသဘောကျပြီဆိုတော့ကျွန်တော်ကျွန်တော်ကကျွန်တော် Facebook မှာပဲ reality ကိုပေးလိုက်သူ့ mind daily ကိုခိုးကြည့်လိုက်အဲ့လိုလေးအဲ့လိုလေးနေတော့ ကောင်းပါလေတစ်ဖက်သက်တစ်ဖက်သက်အချက်ကလေတကယ်တမ်းပြောရင်ဟိုအားမလို့အားမရတော့ဖြစ်ရတာပေါ့ဒါပေမဲ့တယောက်တည်းချစ်နေရတာပေါ့နှစ်ယောက်ချစ်တဲ့ဟာမှအခက်မသိရင်ရံဖြစ်တာကြီးငါများတာကြီးနဲ့နှစ်ယောက်စလုံးစိတ်ဆင်းရတာပါလေဒီခါလေးကိုယ့်ရဲ့အချိုးမပြေတဲ့အပြောဆိုတွေလောက်ရတဲ့ကြောင့်လေဒီမှာသားသမီးကစိတ်ဒုက္ခရောက်တယ်ပေါ့တယောက်တည်းချစ်နေရမှာပေါ့ကောင်းတယ်တစ်တစ်ကလေးတော့တက်ပြရစီရှိရှင်နိုင်ရင်နိုင်ရင်နိုင်နိုင်ရင်ကျွန်တော်အဲ့လိုကောင်းဖို့လေယောက်ျားလေးယောက်ျားလေးဖြစ်တဲ့အတွက်ကောင်းမလေးချောချောလေးမြင်တော့ဒါသဘောကျတာတဘာဝပဲလေဆိုတော့ကျွန်တော်မလိမ်မငင်းဟို ောကြတဲ့ကောင်မလေးအများကြီးရှိရဲ့ဒီလိုပဲသဘောကြတာပါချောချောတယ်လှတယ်ပေါ့သူကဆက်စစ်ကြတဲ့လူသဘောကြတာမြန်မာဆက်စံရိုးလူသဘောကြတာအာအမှန်တမ်းပြောရင်ကိုသိန်းရတယ်ကိုသိန်းအဲ့လို bitch တွေကြိုက်တယ်ဟာချက်ပြီးတဲ့သဘောကြတာကြိုက်တယ်အငငယ်တော့ဟုတ်တယ်ငငယ်တော့ကတော့အဲ့လိုလေအဟိုကြက်မပြည့်တဲ့အတွေးလို့ပဲပြောအောင်နော်ငငယ်တော့ကတော့အငါကောင်မလေးကပိန်ပိန်လေးနဲ့သပင်ရှိရှိလေးနဲ့တော့ဘာဖြစ်လဲညာတော့အဲ့လိုလေခလေးအတွေးလေးနေတယ်ဒါပေမဲ့ကြီးလာတဲ့ခါကျတော့အဲ့လိုမျိုးဟို မင်းကလေးတွေဆိုလို့ရှိရင်အဲ့လိုပြည့်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 လေးတော့ကြာကြိုက် HTML ပြည့်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 လေးတွေရှိခဲ့ရှိတာပေါ့အများကြီးလေသိတာရောမသိတာရောရှိအဲတကယ်တမ်းလေကျွန်တော်တိတိကျကျနှစ်တွေအကြာကြီးနှစ်တွေအကြာကြီးတကယ်တွဲပြီးတော့ပြတ်သွားတာဆိုတော့၄ရောက်ပေါ့ဒီရောက်တယ်။သူတို့တွေကကိုယ့်ပုံမှာကောင်းခဲ့တဲ့အရာတွေ၊ကောင်းပြီးခဲ့တဲ့အရာတွေအများကြီးရှိတယ်ဆိုတော့ကိုယ့်ပုံမှာကောင်းတဲ့သူတွေနဲ့ပတ်သက်ပြီးတော့မှန်ဝင်မှတ်ထားတဲ့သဘောပါ။အဲ့လေရောက်မှာဘုသူ့အခြေစိုးကိုကိုယ့်ကိုယ်ကိုချက်တယ်။ ဟုတ်တယ်လေကျွန်တော်ကျွန်တော်ဒီကိုကိုကိုပို့ချစ်ပြီးတော့တချို့အရာတွေမှာအတ္တကြီးခဲ့လို့သူတို့နဲ့ကျွန်တော်လမ်းခွဲသွားတာလေတကယ်လို့သာကိုထက်သူတို့ပို့ချစ်ခဲ့မယ်သူတို့အလို့အတိုင်းကြကျွန်တော်အကုန်နေပေးခဲ့မယ်ဆိုတော့အခုချိန်ထိသူတို့နဲ့ကျွန်တော်မပြတ်ဘူးပေါ့ဒါဆိုအဲ့လောက်နေ့ကြိုင်တွဲခဲ့တော့တစ်ဖက်ကသိခံနိုင်လို့အတိကနဲ့ဆိုတော့လေကျွန်တော်တို့ဟို relation တစ်ခုဖြစ်လာပြီဆိုလို့ရှိရင်တော့ဟိုနှစ်ဦးနှစ်ဖက်ကနားလည်မှုနဲ့တိစောက်ရတာပဲလေဆိုတော့ ်အချိန်နဲ့အကြာကြီးကျွန်တော်တို့တွဲခဲ့ကြရတယ်တွဲခဲ့ပြီးသွားတဲ့အချိန်မှာတယောက်နဲ့တယောက်ရှေ့ဆက်ဖို့အတွက်ကိုမျိုးမျိုးညှိနှိုင်းနေတိုင်ပင်နေနောက်ဆုံးဘလုံးမဖြစ်နိုင်တော့ဘူးဆိုတော့နောက်ဆုံးအချိန်နဲ့ရောက်မှသာကျွန်တော်တို့တွေကတယောက်နဲ့တယောက်နားလည်မှုနဲ့ကြီးကြီးပြင်းပြင်းလမ်းခွဲကြအမှန်တမ်းပြောလို့ရှိရင်တော့လေကျွန်တော်တို့ကကျွန်တော်တို့လူငယ်တွေမှာလူငယ်တော့မဟုတ်တော့ကျွန်တော်လူကြီးဖြစ်သွားပြီเนาะတော်တော်ကြီးနေပြီအဲ့တော့ကျွန်တော်ငယ်ဘွားတွေကပြောရလို့ရှိရင်ပေါ့နော်ကျွန်တော်တို့တော်တော်များများကအဲကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာရှိတဲ့လူတော်တော်များများရဲ့ အဖြစ်နေတဲ့ပြဿနာတစ်ခုကကျွန်တော်တို့ကသမီးစား1500အချစ်ကိုရှင်းရန်အရန်တင်နေပြဿနာပေါ့နော်အဓိကကျွန်တော်တို့ရဲ့ပုံမှန်သူများနိုင်ငံတွေမှာကြည့်လိုက်လို့ရှိရင်ဒါစကြေးစကြေးကျွန်တော်တို့အောက်ကနေဝိုင်းဆဲကြအောင်ဟိုကိုရှေ့ရင်းနဲ့ကိုမိသားစုအတော့ကိုအဓိကဦးစားပေးပြီးသူများတကာတွေလောက်ကြတာဒါပေမဲ့ကျွန်တော်တို့ကြတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကအဓိကစိတ်ခံစားချက်ကိုရှင်းတန်းတင်ပြီးတော့သမီးစားအချစ်ကိုပဲရှင်းတန်းတင်တာအဲဒီမှာကျွန်တော်တော့ထိတ်ဆုံးကပြူးနေအောင်ပါနာမည်ရကြီးပဲဒါကြောင့်လည်းဒီလိုဖြစ်နေတာ ခဏခဏအသေးကွယ်လက်ရှိတွဲရတယ်လက်ရှိကတော့ကျွန်တော်ကိုယ့်လက်ကိုပဲတွဲတာလက်ရှိကတော့ဟုတ်တယ်ဘာလို့လဲကျွန်တော်ခဏခဏပွဲရတာများတော့လဲဒီကအပအိုလေးအချင်းမမီနိုင်ဘူးဖြစ်တခုနဲ့တခုကြားထဲမှာအသေးကွယ်လို့မပြီးသေးဘူးနောက်တစ်ယောက်ထားပြီးနောက်တစ်ယောက်ထပ်ပြတ်ပြီးချက်ပွဲဝါချက်ပွဲဝါအားအဲ့မှာရှုပ်နေတယောက်တည်းရှုပ်အဲ့လိုဖြစ်နေရှုပ် တကယ်တော့ကျွန်တော်တချင်းနဲ့ရုပ်ရှင်ဒီနှစ်ခုပေါင်းကိုပေါ့နော်ဒီတို့ညာလောက်ကတော့အနည်း20လောက်ဖြစ်နေဆိုတော့ဒီအနည်း20အတွင်းမှာကျွန်တော်တန်ကိုအင်းရမိသားစုကတော်တော်သိခံပြီးတော့နေပြီးသားရတာဆိုတော့ကျွန်တော်အခုချိန်မှာပါပြီးတော့မိသားစုကိုပြန်ပြီးတော့တိတိကျကျ view ဆိုင်ရမယ့်အချိန်ပြန်ရောက်နေပြီပေါ့နော်ဘာလို့ကျွန်တော်လည်းတက်ကြီးသလိုကျွန်တော်မိဘကလည်းအသက်ကြီးလာပြီဟုတ်ကဲ့ကြီးကြတယ်ဆိုတော့ကိုကတမန်မှဖြစ်တယ်ဘာလို့မိသားစုရှိနေပြီလားငွေချင်းမရှိဘူးညီကိုလည်းရှိတယ်မြန်မာစတာပစား